ခရင်ပြည်နယ်မြောက်ဝတီမြို့တောင်ဘက်ထိုင်းနယ်စပ်အနီးမှာရှိတဲ့သေဘောဘူးစခန်းကိုခရင်မျိုးသားလူမျိုးတက်မတော် KNL ဦးဆောင်တဲ့မဟာမိတ်တပ်တွေကဇွန်3ရက်ညနေပိုင်းမှာသိမ်းပိုက်လိုက်ပြီလို့နေဆက်သတင်းတွေကဖော်ပြပါတယ်။မေ28မှာပထမကြိမ်တိုက်ခိုက်ပြီးနောက်အခုဇွန်3ရက်မနေ့ပိုင်းမှာထိုးစစ်ထပ်ဆင်ပြီးညနေပိုင်းမှာသိမ်းပိုက်လိုက်တယ်။စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူနဲ့အပြင်းထန်ခုခံခဲ့သေးပေမဲ့စစ်သားအတော်များများ အလံပြူထောင်လက်နဲ့ချသွားတာလို့ဆိုပါတယ်စစ်ကောင်စီလေရင်တွေထိုင်းနယ်မြေနဲ့ကျွန်းဝင်မှာစိုးရိမ်နေတဲ့အတွက်ထိုင်းဘက်ကလေရင်တွေဝဲပြန်ပြီးသတိပေးခဲ့တယ်လို့ထိုင်းမီဒီယာတွေကဖော်ပြပါတယ် KNL နဲ့ PDF တာဝန်ရှိသူတွေဘက်ကတော့တေဘောဘူစခန်သိမ်းပိုက်တာနဲ့ပတ်သက်ပြီးသတင်းမထုတ်ပြန်သေးပါဘူးတေဘောဘူစခန်ဟာ1988အရေးတော်ပုံကာလ ចောင်းသားတွေတောခုစင်မှာနာမည်ကြီးအထင်ရှားဆုံးចောင်းသားစခန်းတစ်ခုဖြစ်ခဲ့ပါတယ်။ KNL နဲ့ PDF တက်တွေဟာတက်မဟာ6ဒေသမှာရှိတဲ့ဘလေဒူကနေလီဝမ်မီထဘင်းနောင်ကုန်းမော်ခီစတဲ့စခန်းတွေကိုပြီးခဲ့တဲ့သတင်းပတ်အတွင်းသိမ့်ပိုက်ပြီးဖြစ်တာကြောင့်ခုဆိုရင် World View ဟာ ठी ကပလေနဲ့ဥက္ကဋ္ဌစခန်း၃ခုပဲသိမ့်ပိုက်ဖို့ကြံတော့တယ်လို့သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်ဖေကုံမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေဟာကြေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ကန္နရဝတီတိုင်းကဖော်ပြပါဗျာ။အင်အားတထောင်ခန့်ပါတဲ့စစ်ကြောင်းတစ်ခုတော်လှန်ရေးတပ်တွေနဲ့ဇွန်2ရက်မနေ့ရှင်းနိုင်ခန့်မှာရင်ဆိုင်တိုက်ပွဲဖြစ်ပြီးနောက်ညောင်ရွှေမြို့နယ်ကဖရဲတောင်နဲ့ရေဘူးကြီးရွာကနေအိမ်တွေ ဖေကုံအင်းရှိဘက်ကမ်းမှာရှိတဲ့ရွာတွေကို မီးရှို့နေတာလို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ဒါအပြင်စစ်ကောင်စီတပ်နဲ့ပြည်သူစစ်တွေကအနီးဝန်းကျင်မှာရှိတဲ့ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အတွက်ဒေသခံတွေထောင်ထဲခြေပြီးထွက်ပြေးနေရတယ်လို့လည်းဖော်ပြထားပါတယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်လုံခင်းကြီးရွာကကြောက်မြက်ကုမ္ပဏီဝင်တဲ့စစ်ကောင်စီရဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲရာကနေ ရန်ကိုတောင်မီးလောင်ပောက်ကွဲပြီးဝန်တန်း2ဦးသေဆုံးတယ်လို့ KNG ကချင်း News Group ကဖော်ပြပါတယ်။ဇွန်3ရက်မွန်းလွဲတနင်္ဂနွေမှာ ပောက်ကွဲတာဖြစ်ပြီးသေဆုံးသူ2ဦးအပြင်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ညနေပိုင်းထပ်ဝင်လာတဲ့သတင်းတွေမှာတော့စစ်ကောင်စီစစ်ကြောင်းတွေဟာ ဖားကန့်မြို့တဲ့အထိရောက်လာပြီးကြောက်စိမ့်ကုမ္ပဏီတွေရဲ့အဆောက်အဦတွေမြေတူးဆက်တွေ မီးသည်ရင်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတယ်လို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းဒဇယ်မြို့နယ်သဲကုန်းကြီးရွာဘက်ကစစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိစစ်ကြောင်းကို တော်လိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရာမှာရှစ်ဦးသေပြီးတနက်နှစ်လက်သိမ်းဆီးရမိတယ်လို့ပြည်သူ့လက်မျိုးရေးတပ်မတော် PLA ကသတင်းထုတ်ပြန်ပါတယ်။ ဇွန်နေ့မနေ့ငားနိုင်ကံမှာတိုက်ခိုက်တာဖြစ်ပြီးအရာရှိတူဦးအပါဝင်၈ဦးသေတယ်ကားပိုင်းနှစ်လက်နဲ့ခဲရန်တွေသိမ်းမိတယ်လို့ဆိုပါတယ်ဒီစစ်စင်ရေးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PL ဒဇယ်မြို့နယ်ပကဖတိုက်နယ်နှစ်ပကဖနဲ့ရေဦးပကဖပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်မကွေးတိုင်းပေါ့မြို့နယ်မြောက်ပိုင်းကုတ်ကိုစု ပြူစောတိရွာကနေထွက်လာတဲ့ပြူစောတိအဖွဲ့ကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရာမှာ3ဦးသေပြီး AK-47 တနက်တလက်သိမ်းမိတယ်လို့ຫນွေဦးညီနောင်ပျောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဇွန်နေ့ရက်မနေ့ပိုင်းမှာတိုက်ခိုက်တာဖြစ်ပြီးຫນွေဦးညီနောင်နဲ့အတူ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပောက်ပကဖပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်။ ်ချင်းပြည်နယ်မြို့တော်ဟာခါကရဲတပ်သားတဦးလက်နက်နဲ့အတူတော်လိုင်းရဲတပ်တွေထံမေ31မှာခိုးလုံလာတယ်လို့ချင်းလန်ဒက်ဖန့်စ်ဖော့စ်ဟာခါကသတင်းထုတ်ပြန်ပါတယ်ဒီရဲသားကို တာဝန်ရှိသူတွေကကြိုဆိုပြီးထိုက်တဲ့စုငွေချင်းမြင့်လိုက်တယ်လို့ဖော်ပြထားပါတယ်အလားတူပဲခူးတိုင်းတိုင်ဦးမျိုးနယ်ခြေစိုက်အမှတ်440ချင်းမြန်တက်ရင်းကတက်ချက်ကြီးတူခဲရန်တွေနဲ့အတူ ဇွန်နှစ်ရက်မှာတော်လည်တရီတန်ခိုးလုံလာတယ်လို့ဘကူတိုင်းပတ်ကဖကသတင်းထုတ်ပြန်ပါတယ်ဒီစစ်သားကိုတာဝန်ရှိသူတွေကကြိုးဆိုပြီးစုငွေကြက်ဆယ်သိန်းချိမိလိုက်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ